အားလုံးမင်္ဂလာပါ Ivan မြန်မာ Audible Channel မှာကြိုကြပါရစေကျွန်တော်ခုဖတ်ပြပေးမှာကတော့ French Kafka ရဲ့ The Great War of China Other Stories ကိုရှမ်းမြန်တန်းဘာသာပြန်မှတ်ချက်ရေးတီးဖြတ်ထားတဲ့စာအုပ်ထဲကဝတ္ထုတွေကိုဖတ်ပြပေးမှာဖြစ်ပါတယ်အင်ဂျီရှင်ဝင်းတကာ The Knockout Manor Gate 1918ခုနှစ်စောစောပိုင်း ကက်ဖကာပေးခဲ့တော့အမြင်မဟုတ်ပါဘူးအဲ့ဒီတော့ပုံနွေးတဲ့နေ့တနေ့ကျွန်တော်တို့မောင်နှမနှစ်ယောက်သားအိမ်ပြန်လာကြတယ်အင်ဂျီတဲ့အင်ရဲ့ဝင်းတကားရှိကဖျက်လျှောက်လာကြတော့ညီမကလေးကကြယောကမဲလုံရင်းပဲဝင်းတကားကိုဝင်းတိုးမိတာလားအမတ်တမတ်နဲ့ပဲဝင်းတိုးမိတာလားဒါမှမဟုတ်လဲဝင်းတကားကိုထိတော်မထိမိပဲအသာလက်သေးစုပ်ပြလိုက်မိတာလားတော့ကျွန်တော်လည်းမပြောတတ်ဘူးလမ်းအတိုင်းနောက်ထပ်ခြေလမ်းတရာလောက်လမ်းပြီးဘဲဘက်ကွေ့လိုက်ရင်တော့ရွာထိပ်ပဲ ရွာကကျွန်တော်တည်ထားတဲ့ရွာတော့မဟုတ်ဘူးဒါပေမဲ့ပထမဆုံးအင်္ဂါစားပြီးလူတွေထွက်လာကြတယ်ယင်းနေတယ်လို့မျိုးဆိုပြီးတဲ့ကျွန်တော်တို့ကိုတတိပေးနေကြတယ်လို့မျိုးဒီလူတွေကကြောက်နေကြတယ်ကြောက်လို့အသာကုတ်နေကြရှာတယ်ကျွန်တော်တို့ဖြစ်လာတဲ့အင်ကြီးကိုညွန်ပြကြရင်ထိမိခဲ့တဲ့ဝင်းတကာအကြောင်းတတိပေးနေကြတယ်အင်ကြီးရှင်ကကျွန်တော်တို့ကိုတရားစွဲမှာချက်ချင်းစစ်ကြဆေးကြပါတယ်ကျွန်တော်ကတော့သွေးအေးနဲ့နေလိုက်တယ်လို့ညီမကလေးကိုလည်းစိတ်မပူအောင်ထိန်းထားလိုက်တယ် တကယ်တော့သူလဲဝင်းတကောက်ဝင်းတိုးမိတာဟုတ်ချင်မှာဟုတ်မယ်။ထိခဲ့တိုးခဲ့မိတော့ဒီကဘာမှာဘသူကမှတော့တရားစွဲကြမှာမဟုတ်ဘူး။အနားမှာရှိနေတဲ့လူတွေကိုကျွန်တော်ရှင်းပြတယ်။သူတို့ကနားထောင်နေပြီတဲ့။ဘလို့မှမှတ်ချက်မျှမချဘူး။နောက်တော့သူတို့ကပြောတယ်။ကျွန်တော်ညီမကလေးတွေမဟုတ်ဘူး။အကိုဖြစ်တဲ့ကျွန်တော်ကိုပါတရားစွဲကြမှာတယ်။ကျွန်တော်ကတော့ခေါင်းညင်ပြုံးလိုက်တယ်။သူတို့တွေကအင်ကြီးကိုလှမ်းကြည့်နေကြတယ်။ကြည့်နေကြပုံကမိခိုးတွေတွေ့တော့မိတော့ကိုလှမ်းမြော်နေကြတယ်လို့ပဲ။ ကြည့်နေတော့မယ်။မြင်းတီတော်တစ်တိုက်ဟာပွင့်နေတဲ့ဝင်းတကားကတစ်စက်အင်ကြီးဘက်ကိုဝင်သွားကြတာတွေ့လိုက်ရတယ်။ဖုံတွေထထသွားလို့ဘာမှမမြင်ရတော့ဘူး။လက်လက်တောက်နေတဲ့သူတို့ရဲ့လှန်ဖျားပဲတွေ့လိုက်ရတယ်။အင်ကြီးရှစ်ဘက်စီဝင်သွားပြီတဲ့ပျောက်ွယ်မသွားကြဘူး။ကြည့်ရတာကတော့အင်ကြီးရှစ်မှာမြင်းတွေကိုအသာလှဲ့ပြီးကျွန်တော်တို့ရှိရာဘက်ကိုပြန်လာကြတယ်လို့ပဲ။ကျွန်တော်ကညီမကလေးကိုအသာဖယ်နေခိုင်းလိုက်တယ်။ကျွန်တော်ဘာသာဒီကိစ္စကိုရှင်းမယ်။ဒါပေမဲ့သူကကျွန်တော်ကိုတယောက်တည်းမထားရိုက်ခဲ့ခြင်းဘူး။ ဒီတော့ကျွန်တော်ကညီမကလေးကိုဒီလူတွေရှေ့မှာကြည့်ပြော်ရှုပြော်ပြအောင်အဝတ်စားတွေတော့တွားပြီးလဲလိုက်ပါလို့ပြောလိုက်တယ်။နောက်ဆုံးတော့ကျွန်တော်ပြောတာကိုသူလက်ခံတယ်။အင်စီကိုဝေးကြီးပြန်လျှောက်သွားတော့တယ်။မြင်းတီတော်တွေကကျွန်တော်တို့အနားအိုတော်ရောက်နေနေပြီ။မြင်းဘော်ကမစင်ပင်ကျွန်တော်ညီမကလေးဘမလဲရဲလို့မေးနေကြတယ်။ဖြေတဲ့တိုင်းလောလောဆယ်တော့ဒီမှာမရှိဘူး။မကြခင်ပြန်လာပါလိမ့်မယ်လို့ဖြေလိုက်တယ်။ဒီလိုဖြေလိုက်တော့သူတို့ဘာပြောမှမသိဖြစ်သွားကြတယ်။အရေးကြီးဆုံးကိစ္စဖြစ်ရပုံကတော့ကျွန်တော်ကိုတွေးလိုက်ကြတာပဲ။ မြင်းတီတော်ကြီးထဲကအရေးကြီးဆုံးပုဂ္ဂိုလ်နှစ်ယောက်နဲ့တန်တမမာတွတ်တက်လက်လက်ရှိတဲ့လူကတော့တရားသူကြီးပဲတုံနိဘာဝေတိတ်ဆိတ်နေတဲ့သူကတော့သူ့လက်ထောက်နာမည်ကအစမင်းလို့ခေါ်တယ်ကျွန်တော်ရွာထဲကစားပွဲရုံရဲ့အေကန်နဲ့တွားဖို့ညွှန်ကြားတယ်ကျွန်တော်ကခေါင်းကိုဘယ်ညာဖြစ်ဖြစ်ချင်းရမ်းလိုက်ရင်ဘောင်းမီရောဒါဆွဲတင်လိုက်ပြီးဝိုင်းအောင်ကြည့်နေကြတဲ့သူတွေစီကနေစပွဲရုံရှိရာကိုထွက်လာလိုက်တယ်ဒီလူတွေအแทကတယောက်ကဘာပြည့်မြာမရှိဘူးလွတ်ပေးလိုက်ပါလို့ပြောမှာပဲဆိုတာ အပြစ်မဟုတ်တော့တော့လောက်တော့ကျွန်တော်ယုံကြည်နေမိတယ်ကျွန်တော်စားပွဲရုံအဝင်ဝါနာရောက်တော့တရားသူကြီးဆိုတဲ့သူကရှေ့ကကြိုးရောက်နေပြီးရက်ဆောင်နေတယ်ဒီလူအတွက်တော့စိတ်မကောင်းလာဘူးလို့လည်းပြောကြည့်သူပြောချင်တာကကျွန်တော်ရဲ့လက်ရှိအခြေအနေကိုမဟုတ်ဘူးရှေ့ဖြစ်လာတဲ့အခြေအနေကိုပြောနေတာအခန်းကြီးရတာတော့စားပွဲရုံရဲ့အဲခန်းနဲ့မတူဘူးအချုပ်ခန်းနဲ့တူတယ်ကြောက်တုံးကြီးနဲ့စောက်ထားတာညိုမောင်နေတဲ့နေရံတွေနဲ့နေရံထဲမှာကလက်ထိတ်ခတ်ဖို့တန်ခွင်းနေတယ် အခန်းလေမှာကဘာရဲလို့ပြောမရတာတခုရှိတစ်သားနဲ့လှုပ်ထားတာတချင်ကပစ္စည်းတင်နဲ့ဆင့်လို့လို့တချင်ကတော့ခွဲစိတ်ခန်းနေမှာတုံးနဲ့ခွဲစိတ်တဲ့ဇပွဲလို့လို့ပဲအဲ့ဒီဘုတ်ကိုဆက်လက်ဖတ်ပြပြပါမယ်အခန်းနီးချင်း my neighbor april 1919ကဖကာကအမိမပေးခဲ့ like the day of a rakudo နေရာရင် ပုံမထင်တာမြင်တာရှိမည်ဟုယူဆ၍မဏိရွဆွဲအနက်ပေါ်သောငါရှင်များတွင်းဝင်သလိုဟုပြောင်းလဲတုံဆွဲထားသည်ကျွန်တော်လူကကျွန်တော်ပခုံးပေါ်မှာအားလုံးပုံကြနေခြေဘက်ကရုံးကန်းမှာကောင်းပါကလေးနှစ်ယောက်လက်နေဆက်တွေစိရင်စာအုပ်တွေကျွန်တော်အခန်းမှာတော့စာကြီးစပွဲရဲ့မိခင်ထက်တိုင်လုပ်ငန်းကံကံနဲ့ပတ်သက်လို့ဆွေးနွေးရတဲ့စပွဲရဲ့ပလက်ကလက်ထိုင်လို့နာနာနေထိုင်လို့ရတဲ့ကလက်ထိုင်တလုံးရဲ့တယ်လီဖုန်းရဲ့ပဲရှိတယ် ထရီလီကလည်းမရှိတော့အားလုံးလွယ်လွယ်မြင်ရတယ်။ထင်းရတဲ့ရလွယ်တယ်။ကျွန်တော်ကငယ်ပါသေးတယ်။ဒီတော့လေကျွန်တော်ငယ်ဘွားကခက်ပြောပြောပဲ။ကျွန်တော်မှမကျင်းတဲ့ဆရာမရှိပါဘူး။ကျွန်တော်မှစောရကတက်ဆရာမရှိဘူး။စောရကမတက်ဘူး။နေ့စာပိုင်းကတော့ကျွန်တော်ရုံးငယ်ပေးရလွတ်နေတဲ့အခန်းချင်းကလေးတစ်ခုကိုလူငယ်တယောက်ကရုတ်တရက်ငားလိုက်တယ်။အမှန်မှာတော့ကျွန်တော်အသုံးမကျတာ။ငားဖို့နှောင့်နှေးနေမိရဘူး။အဲ့ဒီအခန်းမှာကလည်းအခန်းကြီးတစ်ခန်းနဲ့ရှေ့ဘက်ကတစ်ခန်းပါတယ်။အဖိုးကတော့မိဖို့ကန်းကလေးပဲ။ ကျွန်တော်အနေနဲ့တော့အခန်းကြီးနဲ့ရှေ့ပိုင်းခန်းကိုကောင်းကောင်းကြီးအသုံးချနိုင်မယ်။အခုရှိနေတဲ့ရှေ့ပိုင်းခန်းကဆိုရင်ကောင်မလေးနှစ်ယောက်နဲ့ကိုမဆက်မပြတ်ဖြစ်နေတာ။ဒါပေမဲ့ကျွန်တော်တို့မိဖို့ခန်းကိုဘယ်လိုသုံးချမှန်းတော့မသိဘူး။အဲ့ဒီခန်းကိုကျွန်တော်မငားလိုက်မိလို့တခြားသူကငားသွားပြန်တော့စိတ်ထဲမှာခိုးလုခုလုဖြစ်မိပြန်တယ်။အမှန်တော့ကျွန်တော်ဖြစ်ပဲ။ခုအဲ့ဒီခန်းမှာလူငယ်တယောက်ယုံထိုင်နေ။နာမည်ကဟာရာတဲ့။သူဘာလုံးမှန်းတော့ကျွန်တော်မသိဘူး။အခန်းဝမှာတော့ ဟာရယုံကန်လို့ရေးထားတာပဲအတိုက်လေးအောင်စုံစမ်းကြည့်လိုက်တော့သူ့လုပ်ငန်းကကျွန်တော်လုပ်ငန်းမျိုးပဲလို့သိရတယ်ဒါပေမဲ့လည်းသူ့ကိုအချင်းကားလှုပ်ကြဖို့ကြွေးမိချဖို့ဆိုတာကိုတော့အာမမခံသင့်ဘူးလူကတော့တက်တက်ကြွကြွရဲပဲလူငယ်လုပ်ငန်းကလည်းအလားအလာကလေးရှိပုံပေါ်တယ်ဒါပေမဲ့ယုံကြည်ကြီးနဲ့ချင်းကားကြပါလို့လည်းမပြောရဲဘူးကြည့်ရတာကသူ့မှာဘာရင်းနှီးမှရှိပုံမပေါ်ဘူးဘာမှမရေးရမသိတဲ့ကဒီလောက်ပဲသိရတယ်ပေါ့တခါတလေဟာရနဲ့လေကားပေါ်မှာတွေ့တဲ့ကြတယ် သူကအတော်ကြီးတက်တော့ရိုက်နေပုံပေါ်တယ်။ကျွန်တော်ကိုဖျက်ပြီးပြေးတက်သွားတယ်။တေချာကြီးတော့မတွေ့ရသေးဘူး။ရောက်လာတဲ့ဆိုရင်သူကလက်ထဲမှာတော့ကင်ထားနေပြီးသား။လက်ကနဲ့တကားကိုဖွင့်ငရှင်များတွင်းဝင်တယ်လို့အခန်းထဲရှော့ကနဲ့ဝင်သွားရော။ဒီတော့ကျွန်တော်ပဲအခန်းတကားကဟာရယုံကန်းဆိုတဲ့ဆိုင်းဘုတ်ရှိမှာရက်ပြီးကြံရိုက်ခဲ့။ဒီဆိုင်းဘုတ်ကလည်းကျွန်တော်ဖတ်တင်တာထက်ဖတ်မိတာကအများတော်နေပြီ။အခန်းနဲ့ရံတွေကအမျိုးအစားကောင်းကောင်းမဟုတ်ဘူး။ပါပါလော်လာကြီး။ဒီတော့ရိုးတက်တက်လောက်ကင်စားတဲ့လူတယောက်ပေါ်မှာတက်စာရှိမှာမဟုတ်ဘူး။ မတော်တရော်လှုပ်ရှားတဲ့သူကိုတော့အကာအကွယ်ပေးနိုင်တယ်။ကျွန်တော်တယ်လီဖုန်းကဟိုဘက်အခန်းနဲ့ခြားထားတဲ့နေရံပေါ်မှာရှိနေတယ်။ဒီကိစ္စကိုတော့အကျယ်ဝိတ်တရချဲ့မနေခြင်းဘူး။ဒီနေရံမှာမထားလို့တခြားနေရံမှာထားလဲ။ဒီကပြောဆိုနေရတွေကိုဟိုဘက်အခန်းကတော့ကောင်းကောင်းကြားနေရမှာပဲ။ဒီတော့ကျွန်တော်ကတယ်လီဖုန်းပြောရမှာကျွန်တော်ဖောက်တယ်ရီကုံတယ်ရီရဲ့နာမည်တွေကိုထည့်မပြောမိအောင်အကျင့်လုပ်ထားတယ်။ဒါပေမဲ့ပြောပုံစိုးပေါက်နားထောင်နေုံနဲ့ဘယ်သူဘယ်ဝါနဲ့ပြောနေတယ်ဆိုတာကိုသိပြီးခက်ခဲခဲစဉ်းစားနေဖို့မှမလိုတာ။ ဒီတော့လေပြောဆိုနေတာကိုရက်ပြရတာပေါ့တခါတလေတော့တောကများလုံးလို့တယ်လီဖုန်းပြောရင်ကျန်းကိုအတက်မီအောင်နင်းနေနေရတယ်ဒါပေမဲ့လေကျွန်တော်ပြောဆိုနေတာတွေမကြားနိုင်အောင်တော့မတားနိုင်ဘူးကျွန်တော်တယ်လီဖုန်းပြောတဲ့အခါတိုင်းကျွန်တော်မှလုပ်ငန်းနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ချရတာတွေမသေးချာတော့ဘူးအတန်တွေပါတုံးလာတယ်ကျွန်တော်တယ်လီဖုန်းပြောနေတော့ဟာရတယောက်ဘာများလုပ်နေပါလဲဒီကိစ္စတော့အကျေချက်ပြောရတော့မှာပဲဒီလိုပြောကမှလည်းစိတ်ထဲကရှမ်းသွားမယ် ကျွန်တော်အနေနဲ့ပြောရင်ဟာတော့မှတယ်လီဖုန်းမလို့ကျွန်တော်တယ်လီဖုန်းကိုသူသုံးနေတာသူ့ထံကိုအတာနိုင်ရနာတိုးပြီးနားထောင်နေုံမယ်တပကန်းကျွန်တော်မှတော့တယ်လီဖုန်းလာတယ်ဆိုရင်ဖုန်းစီပြေးတပတ်စီကမှားတဲ့စင်းကိုမှတ်ဈေးစကားပြောဈေးဆွဲတန်းဆွဲအဲ့ဒီလိုလုံနေတဲ့ချိန်လုံးမှာနိုင်ရတစ်ချက်ချားကဟာတော့ကိုသတင်းပေးနေမိတာပဲပေါ့စစ်လို့လဲရပေးနေတယ်တော့မဟုတ်ဘူးဟာတော့ကတော့စကားဆော့အောင်နားထောင်နေစရာမလိုဘူးဒီဘက်ကဈေးစကားပြောဆိုပြီးလောက်တယ်ဆိုတာနဲ့သူ့ထုံးစံအတိုင်းတက်တုတ်ရိုက်ပြီးမြို့ရဲစီကိုပြေးပါလိမ့်ရော ကျွန်တော်ကတယ်လီဖုန်းမှာမချလိုက်ရသေးဘူးကျွန်တော်စီမံထားတဲ့အတိုင်းမဖြစ်မြောက်တော့သူကလုတ်ကင်လို့နေနှင်းတော့မယ်အဲ့ဒီဘုတ်ကိုဆက်လက်ဖက်ပြပေးပါမယ်ဆက်ကြ across bridge ebrea town quarter စက်ကွန်ကဖ်ကာပြီးခဲ့တော်မူဖြစ်သည်ဤဘာသာပြန်မှုတွင်လယင်းမှုတွင်အခြေခံထားသဖြင့်ရှေးကထဲသွင်းဖော်ပြခဲ့သည့်စာကြောင်းချုပ်ကိုထုတ်ပယ်ထားခဲ့သည်ပက်စလေးမူကိုယူသည် ကျွန်တော်မှာထူးထူးဆန်းဆန်းတိရိစ္ဆာန်တစ်ကောင်ရှိတယ်။ကြောင်တော်ဝက်တိုးတော်ဝက်အဖေစီရအမွေရတာ။ကျွန်တော်လက်ထက်ကြတော့မှခုလိုဖြစ်လာတာ။အရင်ကတော့ကြောင်ကလေးနဲ့တိတ်မတူ၊တိုးကလေးနဲ့ပိုးပြီးတူတယ်။အခုတော့ထက်ဝက်စီညီတူညီမျှပဲလို့ပြောရမယ်။ကောင်းတို့လက်သေးတို့ကတော့ကြောင်နဲ့တူတယ်။တိုးနဲ့တူတဲ့အပိုင်းကတော့အရွယ်နဲ့ပုံစံပဲ။မျိုးလုံးကတော့နှစ်ကောင်စလုံးလိုပဲတိမ်မွေ့တယ်။တစ်ချက်ချက်မျက်တောင်ခက်တတ်တယ်။အမွေမင်းကလည်းအဲ့ဒီလိုပဲ။ခက်ပြော့ပြော့ခက်တူတူရဲ့ သွားလာလာတာကလည်းနှစ်ကောင်စလုံးလိုပဲခုံလိုက်နဲ့တဲ့တဲ့လျှောက်လိုက်နေနေသားရဲနေမှာပရင်ပေါဘွန်ဘောအိတ်တဲ့အခါများဆိုကြောင်တကောင်လိုပဲကိုယ်ပြီးအရင်တခင်ကိုခင်တွေတဲ့ညီးတံမျိုးလှုပ်တတ်တယ်ကွင်းမြင်နေသွားတဲ့အခါများမှာဆိုရင်တိုးတွေလိုကစုံပေါက်နေတဲ့တော့ဖမ်းလို့တော့မရလောက်အောင်ပဲဒီတိရစ္ဆာန်ကလေးကကြောင်တွင်းနဲ့မရောပဲတိုးတွေကိုလည်းလိုက်ပြီးတိုက်ခိုက်နေတတ်တယ်လာတာတဲ့ညာများမှာဆိုရင်အမိုးကကြောက်ပြားတွေပေါ်တက်ပြီးလမ်းလျှောက်နေလာတာသဘောကျပုံပဲ ကြောင်းလို့တော့ညောင်ညောင်လို့မဟုတ်တတ်ဘူးကြက်ကိုတော့လည်းသူကကြောက်တယ်စူပေါင်းချက်ချင်နေဘက်ရောက်ရင်နိုင်နဲ့ချီပြီးကြောင်းထိုင်ပြီးချောင်းနေတတ်တယ်ဒါပေလေတကားမှတော့မမိသေးဘူးကျွန်တော်ကတကားကြီးရောထားတဲ့နှုတ်တိုက်တယ်သူ့အကြိုက်ပဲသူ့ပါဇက်တွေကအဆွဲတွေအကြာနေပြီးအကြာကြီးစုတ်တောက်တတ်တယ်အဆွဲတွေကမျိုးပီးကြလိုက်လို့ရှိနေတာကလေးတွေကတိတ်တဘောကြတာပဲတင်းကနေမနဲ့ဆိုရင်လာပြီးကြည့်ကြဖို့အချိန်လုံထားပေးရတယ်ကျွန်တော်ကအဲ့ဒီအကောင်ကလေးကို ေါင်းပေါ်မှာတင်ပြီးထိုင်နေဆိုရင်ဘဝင်ကျင်ကခလေးတွေရောက်လာကြသမှကျွန်တော်နားမအောင်လို့အဲ့ဒီအခါဆန်းဆန်းပြပြတွေမိတက်ကြတယ်ဘသူကဖြေနိုင်မှာတော့ကျွန်တော်ကတော့ဖြေနိုင်ဖို့မကြိုးစားဘူးဘာမှပြန်ပြောပြမနေပဲခါကြွကြွကလေးလှုပ်ပြီးထိုင်နေလိုက်တယ်တခါတလေကျတော့ခလေးတွေကသူတို့ရဲ့ကြောင်ကလေးတွေယူလာတယ်တခါကများဆိုရင်တိုးကလေးနှစ်ကောင်တောင်ယူလာကြတယ်ခလေးတွေမျောလင်းထားတာမျိုးတော့ဖြစ်မလာခဲ့ဘူးတတိယဆန်ချင်းချင်းကြည့်ပြီးတိပုံပေါ်ဘူး တို့မျိုးလုံးတွေနဲ့တကောင်နဲ့တကောင်အသာပဲကြည်နေကြတယ်။တကောင်နဲ့တကောင်ဟာထာဝရဘုရားသခင်ရဲ့အလိုတော်အတိုင်းမတူကြဘူးရဲ့လို့တော့လက်ခံထားကြတဲ့ပုံပဲ။ကျွန်တော်ပေါ့မောအကောင်ကလေးကတော့တာဖန်ငါဖန်ထွက်ချင်ပုံလည်းမရဘူး။ကြောက်နေပုံလည်းမရဘူး။တိတ်ဝမ်းမြောက်နေတဲ့အချိန်မျိုးမှာတော့ကျွန်တော်ဖိကက်ထားတယ်။သူ့ကိုကျွေးမွေးပြုစုလာတဲ့မိသားစုကိုတွေ့တာနေတယ်။ဒါလည်းတကယ်တော့အင်မတန်သစ္စာရှိလာတယ်ဆိုတဲ့သဘောတော့မဟုတ်ဘူး။တိရစ္ဆာန်တွေမှာရှိတတ်တဲ့သိစိတ်တတ်တဲ့ကြောင့်ပါ သွေးသားတော်ဆက်လို့ခင်းတွေ့တယ်ဆိုတာမျိုးမဟုတ်ပါဘူး။ကဘာကြီးထဲမှာရှိနေတဲ့တဆင်ပြီးတဆင်အစင်ပေါင်းမြောင်များစွာကိုကြော်လာပြီးဆက်ဆက်မှုရှိသွားတဲ့သဘောမျိုးပါ။နောက်တစ်ချက်ကသူ့အနေနဲ့အားကိုးရနေတော့တန်ဖိုးထားတဲ့သဘောပါ။တခါတလေတော့ကျွန်တော်ချစ်တော်နှစ်ချောင်းကြားမှာအနံ့ခံရင်လှဲ့ပတ်သွားလာနေတတ်တယ်။ခြေကြားတွေကခေါ်ထုတ်လို့မရတော့လောက်အောင်ပဲ။ဒါတော့လဲကျွန်တော်အနေနဲ့ထိမ့်မထားနိုင်လို့ရည်မိတော့တယ်။တိုးလောက်ကြောင်းလောက်ပဲမဟုတ်ဘူး။ခွေးလိုတောင်ဖြစ်နေသေးတယ်။တကယ်ပါကျွန်တော်စိတ်ထဲမှာ ခွေးလိုမျိုးလိုတော့ထင်နေသေးတယ်။ကြောင်လိုတိုးလိုတဘာဝချင်းမတူတာဖြစ်နေနေတော့သူ့ဘာသာတော့ရှင်းနေနေမှာမဟုတ်ဘူး။ဒါကြောင့်လဲသူ့ကိုထိလိုက်တာနဲ့မပျော်ရှင်နေဘူးဆိုတော့ခံစားရနိုင်တယ်။အမေသားတဲ့ဓာတ်နယ်တော့ဖြင့်တိရစ္ဆာန်ကလေးရဲ့ဖြစ်နေရတဲ့အနေထားကနေလွတ်မြောက်နိုင်စေတဲ့ဘောကျွန်တော်ကတော့မလုပ်ပါဘူး။အမွေရထားတော့သူ့ဖေစီကကြောင်ကလေးတကောင်အမွေရခဲ့တဲ့ကောင်ကလေးတယောက်ဟာကြောင်ကလေးကြောင့်လန်ဒန်ရဲ့မြို့တော်ဝင်ဖြစ်သွားတယ်။ကျွန်တော်ရထားတဲ့တိရစ္ဆာန်လေးနဲ့ပတ်သက်လို့ကျွန်တော်ကဘာဖြစ်လာမှာတော့ အေယာမကြီးတဲ့မျိုးကြီးတွေဘယ်နားမှာရှိကြတဲ့ကြုံနောက်တစ်ပုဒ်ကိုဆက်လက်ဖတ်ပြပေးရမှာခင်ဗျာမီးအိမ်အသစ်တွေ new lamps တောင်ကတက်၁၈ခုနဲ့ဩဂုတ်၁၇မှာလာရရေးသည်ကက်ဖကာပြီးခဲ့တော့အမြင်မဟုတ်မနေ့ကတော့ညွှန်ကြားရေးမှုတွေရုံကံပထမအဦးဆုံးချိန် ကျွန်တော်ရောက်ခဲ့ပါတယ်။ညဘက်လှုပ်တဲ့လှုပ်သမားတွေကကျွန်တော်ကိုကိုယ်စလဲရွေပြီးလှုပ်လိုက်လို့ပါ။အချောင်းကတော့မိရင်တွေထားပုံတို့ပုံကလည်းနေရာမကျ။မိရကလည်းမကောင်းလာလို့ပါပဲ။ကျွန်တော်တွားရောက်ခဲ့ရတာကပြုပြင်တင်တာပြုပြင်ဖို့အမားအရင်တွေကိုထောက်ပြဖို့ပဲ။ကျွန်တော်တွားရမယ့်ရုံးခန်းကိုညွှန်ပြကြလို့အခန်းတကာခောက်ပြီးအထဲကိုဝင်လိုက်မိတယ်။အသားရေကဖြူဖက်ဖြူော်နဲ့ပြောရဆိုရကြက်မဲ့လူငယ်တယောက်ကသူ့စပွဲခုံအကြီးကြီးမှထိုင်နေပြုံးပြတယ်။ တဲ့အရေးကြီးအရာဝင်တယ်လို့မျိုးနဲ့ခေါင်းကိုညှိမ့်ပြတယ်။ဟန်လောက်တာကများနေလွန်းတယ်။ကျွန်တော်ထိုင်လိုက်ရမလားမထိုင်ရဘူးလားဆိုတာမသိဘူး။ကလက်ထိုင်တစ်လုံးတော့ရှိနေတယ်။ကျွန်တော်ပထမဆုံးအချိန်ဒီကိုလာခဲ့တာဖြစ်လေတော့မထိုင်တာပဲကောင်းတယ်ဆိုပြီးမထိုင်ပဲမတ်တရရင်ဖြစ်ချောင်းကုန်စင်ပြောပြလိုက်တယ်။ကျွန်တော်ကအဲ့လိုကိုကိုအသာနှိတ်ချပြီးပြောတော့ရင်လူငယ်ခင်ဗျာအတော်အနေရကျက်သွားပုံရတယ်။သူ့အနေနဲ့ကျွန်တော်ကိုလှည့်ပြီးအသာကြည့်ဖို့ပဲ။ အဲ့ဒါကလည်းသူ့ကလက်တိုင်းဒီဘက်လှည့်လိုက်ရင်ပေါ့လေဒီလိုကလည်းလုံးမဲ့ပုံမပေါ်ဘူးတပတ်ကပြောရမယ်ဆိုရင်တော့လေသူ့အနေနဲ့အဲ့လိုလှုပ်ချင်စိတ်ရှိတယ်ပဲဒါကျွန်တော်ဘက်တောင်ဇက်ကလှည့်နေပုံမပေါ်ဘူးဒီတော့ကျွန်တော်ကဖြစ်ချောင်းကုန်စင်ပြောပြနေတော့သူကတဝက်လောက်အသာလှည့်ပြီးဟိုလိုလိုဒီလိုလိုနဲ့မျက်နှာချက်ကိုသာကြည့်နေတယ်ဒီတော့လေကျွန်တော်ပါရောရောင်နဲ့ကြည့်လိုက်မိတယ်ကျွန်တော်ပြောလို့ပြီးတော့သူကဖြည်းဖြည်းချင်းထားလိုက်တယ်ကျွန်တော်ကြောက်အသာပုံရင် ဟုတ်ပါဟုတ်ပါ ဟုတ်ပါဟုတ်ပါလို့ပြောရင်ဘေးနာအခန်းထဲအသာတွန်းပို့လိုက်တယ်။အဲ့ဒီခန်းထဲမှာကမိုးစိတ်ကျဉ်ဆွယ်ထူလပြင်းတဲ့လူတယောက်ကျွန်တော်တို့ကိုတက်တက်စောင့်နေပုံရတယ်။ဒီလိုထင်ရတာကသူ့စပွဲပုံမှာဘာမှလုပ်စရာကိန်းစရာမတွေ့ရလို့ပဲ။ဒီပြင်သူ့အခန်းထဲရမှန်တကားကနေအပြင်ဘက်စီကခြုံနေပန်းပင်ကလေးတွေရှိတယ်။ပန်းချံကလေးတွေကိုထွက်သွားလို့ရတယ်။လူငယ်ကသူ့ကိုခက်တူတူနဲ့ခက်တူတူရှင်းပြလိုက်တယ်။ကျွန်တော်လာပြီးတင်ပြတဲ့မကျင်တဲ့ချက်အကြောင်းရင်းကိုနားလည်သွားပုံရတယ်။ သူကချက်ချင်းမတက်ထားရင်ရင်ပြောတယ်ဒီလိုရှိတယ်မောင်မတူဒီမှာသူအပြောရက်သွားတယ်ဒီကကျွန်တော်ကျွန်တော်နာမည်များသိချင်ပုံရတယ်ထင်လို့နာမည်ပြောမယ်ဆိုပြီးပါဇက်ဟားလိုက်အောင်ရှိသေးတယ်သူကဆက်ပြောလိုက်ပြန်တယ်မှန်ပါဗျာဟုတ်ပါပြီမင်းเจ้าငါအကုန်တည်ပြီးသားကြည့်မင်းရဲ့တောင်းဆိုချက်မဟုတ်လေမင်းရဲ့လုပ်ဖို့ကံပြတွေရဲ့တောင်းဆိုချက်တွေဟာတရားပါပြီငါပါဝင်ညွှန်ကြားရေးမှုတွေအားလုံးဟာဒီကိစ္စတွေကိုနောက်ဆုံးမှသိကြရတာပဲငါတို့အနေနဲ့ငါတို့လူတွေရဲ့အကျိုးရှိဖို့ ကြံကိစ္စတွေထပ်ပိုးပြီးအလေးထားတယ်ဆိုတာယုံပါဘာလို့အလေးမထားပဲနေကြရမှာရောတခြားကိစ္စတွေဆိုတာကပြန်ပြန်ပြီးပေါ်လာကြအောင်ပါငွေကုန်တော့ငွေကုန်တာသာထောင်းတကယ်လို့လူတွေရဲ့အကျိုးစီးပွားပျက်စီးမင်းစဉ်းစားကြည့်တယ်လူတွေတည်ကြည်ပျက်စီးရတယ်ဆိုရင်ဘာတွေကြံခဲ့တယ်တော့မဟုတ်ဆိုမှဖြစ်ကုန်တဲ့မိမတွေခလေးတွေကြံရင်ခဲ့တာပဲဖေဖေဟုတ်ပါပြီဒါကြောင့်ငါတို့အနေနဲ့ဘလို့ကြံပေးချက်တွေကိုမစိုးကြိုးကြိုးတယ် အဲ့ဒီလိုအကြံကောင်းဉာဏ်ကောင်းလာပေးတဲ့လူဟာငါတို့လူပဲဒီတော့မင်းတင်ပြချက်တွေကိုငါတို့စီမံလာထားခဲ့ငါတို့ဒီချာချာစစ်စစ်လေ့လာကြည့်လိုက်မယ်အဲ့ဒီကနေထူးထူးခြားခြားကလေးပေါ်လာရင်တော့ငါတို့ဘာမှဖက်တောက်ထင်ချင်မထားဘူးအားလုံးကိစ္စပြီးတော့ ਆ နေမင်းလူတွေမင်းရဲ့အစ်တွေရကြစေမယ်ဒါပေမဲ့မင်းရဲ့လုပ်ဖို့ကံပြတွေကိုတခုတော့ပြပြလိုက်ဆက်မှာဒီကိစ္စကဒီဒီမပြီးသေးဘူးဆက်ဆွေးနွေးကြအောင်မယ်မင်းတို့ဘိုင်းကလိုအပ်ချက်တွေအတိုင်းမိမမီပြည့်မပြည့်ကဲအခုတော့ဒါပဲ ွားပြီးအောင်တော့နောက်တစ်ပုဒ်ကိုဆက်လက်ဖတ်ပြပြရမယ်ခင်ဗျာနေ့စဉ်ဖြစ်ပျက်နေကြကိစ္စတခု An everyday occurrence October 1917ကဖကာကအမိမပေးခဲ့ရခင်က a common confusion ဟူရတယ်ကော an everyday confusion ဟူရတယ်ကောအမိပေးကပုံနှိပ်ခဲ့ဘူးလေ စင်စစ်မူရင်းဆောင်မှုပေါ်မှားယွင်းဖက်ရှုခဲ့ခြင်းများသာဖြစ်သည်နေစဉ်ဖြစ်ပျက်နေကြကိစ္စတစ်ခုဟာဒီလိုပါနေစဉ်ဖြစ်ပျက်နေကြတစ်ခုအဖြစ်အရှိကြတည်နေအောင်မဲ့အကြောင်းတစ်ခုပါကာကြီးဟာရွာအနီးနားကရွာတူရဖြစ်တဲ့ဇာခွဲရွာကခါခွေးဆိုသူနဲ့တဘောတူလက်ခံစရာရေးကြည့်တဲ့အလုကိစ္စတစ်ခုရှိနေပါတယ်သူကတင်ကြွဆွေးနွေးစရာရှိနေတယ်ဇာခွဲရွာကိုသွားခဲ့တာသွားပြန်10မိနစ်စီပဲကြာခဲ့တော့ အဲ့လိုမြင်မြင်သွားနိုင်ခဲ့တဲ့အကြောင်းသူ့အိမ်မှာလေလုံးထွားနေလေနောက်တစ်နေ့မှလည်းဇာခွဲကိုသွားခဲ့တယ်ခုတစ်ခေါက်သွားတာကအပိသက်ဆုံးဖြစ်ချက်ခြားကြဖို့အချိန်ကြီးကအခုဒီချိန်မှာတော့တော်တော်ကြာမယ်မှန်းလို့ကာကြီးကမနေ့ဆွတ်ဆွတ်ကပြထွက်ခဲ့တယ်အနည်းဆုံးကာကြီးအထင်မှာအချိန်ကြီးရဲ့ကတော့မနေ့ကအတိုင်းပဲလို့ထင်နေပေတဲ့ဒီချိန်မှာတော့ဇာခွဲကိုရောက်ဖို့ဆယ်နာရီကြာအောင်သွားခဲ့ရတယ်အဲ့ဒီကိုရောက်တော့သူခင်ဗျာပင်ပန်းနွမ်းနေနေပြီကာကြီးရောက်မလာခဲ့လို့ခါခွေးဟာ မကြင်မနဲ့နဲ့ကာကြီးရဲ့ရွာဘက်စီကိုထွက်သွားတာနာယီဝက်တံကြားနေပြီသူတို့ကလမ်းမှာတွေ့တယ်နေကာကြီးကိုစောင့်နေပါလို့ပြောတယ်ခါခွေးရမကြခင်ပဲပြန်ရောက်လာမယ်ဒါပေမဲ့ကာကြီးကသဘောတူညီချက်ချဖို့စိတ်များနေတယ်ဒီတော့ချက်ချင်းအိမ်စီကိုတုတ်ချေတင်ချလာလိုက်တယ်ဒီချိန်မှာတော့ဖြစ်ပြက်နေတာတွေကိုဂယူမဆိုင်ပဲလာလိုက်တာအိမ်ကိုချက်ချင်းဆိုသူတို့ရောက်လာတယ်အင်းရတော့သူ့ကိုပြောကြတယ်ခါခွေးကအိမ်ကိုဒီနေ့မနေ့ဆော့ဆော့ကရောက်လာတယ်ကာကြီးတော့အိမ်ကမထွက်ရသေးဘူး အိမ်ဝင်အထွက်မှာတွေ့တော့ကာကြီးကိုသူကသဘောတူဆုံးမချက်ချမယ်ကိစ္စအကြောင်းပြောပြသတိပေးသေးတယ်။ကာကြီးကတော့သူ့မှာရေးကြည့်တဲ့ကိစ္စရှိနေလို့အခုချက်ချင်းအပြင်သွားမှာမို့အချိန်မရှိဘူးဆိုပြီးပြန်ပြောတယ်။ကာကြီးလုံးပုံကံမို့နားမလည်နိုင်ပေတဲ့ကာကွေးကအဲ့ဒီမှာပဲနေပြီးကာကြီးကိုစောင့်နေတယ်။ကာကွေးအနေနဲ့ကာကြီးပြန်အောင်မလာသေးဘူးလားဆိုတာအချိန်ချင်းမေးတယ်။အပေါ်ထက်မှာရှိတဲ့ကာကြီးရဲ့အခန်းထဲကစောင့်နေ။ကာကွေးရှိနေတာသိရလို့ဝမ်းသာမိတယ်။အခုတွေ့ရတော့မယ်။ အကျိုးကြောင့်ရှင်းပြရမယ်ဆိုပြီးကာကြီးကအဘိုးတက်ကိုအပြေးတော်ကလေးတက်လိုက်တယ်အဘိုးတက်ရောက်လို့ရောက်ခင်မှာလဲသွားတယ်အကျော်ဆိုင်သွားပြီးနာလွန်းလို့မိတ်မလို့တော့ဖြစ်သွားတယ်မအောင်နိုင်ဘူးအမောင်တဲမှာပဲအသာညီးနေပြီခါခွေးကသူ့နဲ့နေသလားဝေးသလားတော့မသိဘူးခါခွေးကလက်ကလေးတွေကိုပြင်းပြင်းနေရင်စင်းသွားပြီးတခါတည်းပျောက်သွားတာကိုသူ့မြင်နေကြားနေရတယ်အဲ့ဒီဘုတ်ကိုဆက်လက်ဖျက်ပြပါမယ်ခင်ဗျာ။ စန်ဂျိုပန်ဇာရဲ့ဇလံအမှန် The truth about Sancho Panza Audio 190 something ကပ်ကပ်ပေးထားခဲ့တော့အမည်မဟုတ်စန်ဂျိုပန်ဇာမှာစပိန်လူမျိုးစာရေးဆရာကြီးမီဂယ်လဒီဆာဗန်ဒီဆာဗာဒရာရေးသားခဲ့တော့ဒွန်ဂီယိုဒီဝီတုရှိကြီးမှဇက်ကောင်ဖြစ်သည်ဇက်ကောင်ဟီဒယ်ကိုအလွန်ဆုံးကွေဟာနာဤနောက်လိုက်ဖြစ်သည်ဟီဒယ်ကိုအလွန်ဆုံးကွေဟာနာမှာဒွန်ဂိုယိုဒီဟူသောအမည်ကိုယူ၍လူစန်းဟူသော စိတ်ဝင်ခဲ့သူဖြစ်သည်ယနေ့ကမ္ဘာစာပေလောကတွင်စံပြုတ်ထားသောအရေးသားတစ်ခုဖြစ်သည်ဆန်ဂျိုပန်ဇာဒွန်ဂီယိုဒေလို့သူကနာမည်ပေးထားတယ်ဒီမကောင်းဆိုးရွားအကောင်ကိုမကောင်းစိတ်ထမလာလျောင်းညနေညခင်းတိုင်းမြင်းတီတော်ရဲ့မြစ်တာဇလန်းတွေတိုက်ခန်းခိုက်ခန်းတွေအများကြီးပဲပြောပြရင် အောင်မြင်မြင်နဲ့ထိန်းလာခဲ့တာဆန်ဂျိုပန်ဇာအနေနဲ့ကတော့ဒီเจ้าတွေကိုရောင်လို့တော့ကြောက်ကြောက်ဝါနဲ့ပေါ်ထုတ်ပြောကြခဲ့တာမဟုတ်ဘူး နောက်တော့မကောင်းဆွေးရကောင်ဟာဒိမနိုင်ဒိမရဖြစ်ပြီးမတော်မတည့်တွေဆွတ်လုပါလေရောစံကျိုပန်စာအနေနဲ့ကဘာရညာရဲ့ဥတီချက်ပြောပြမထားခဲ့လေရောလေဒီကောင်လောက်တာတွေဟာဘသူ့ကိုမှမထိခိုက်ခဲ့ပါဘူးစံကျိုပန်စာကတော့လူလွတ်ကိုဒီတော့ဒွန်ဂီယိုတီတွားလေရနောက်ကိုစေအေးလေသဘောထားပြီးလိုက်သွားလေအထက်ရောက်တော့သူ့မလဲတာဝန်ရှိတယ်လို့လေမြင်ပါပေါ့အဲ့လိုလိုက်သွားရင်ကသူ့အတွက်လည်းအတော်ကြီးကိုအပြင်းလဲပြေအကျိုးလည်းရှိတဲ့ဘောအဲ့လိုနေလိုက်တာ သူ့တည်တဲ့အထီးကရောပဲနောက်တစ်ပုဒ်ကိုဆက်လက်ဖျက်ပြပြမယ်ရေသူမတို့တိတ်ဆိတ်ငြိမ်သက်မှု The Silence of Sirens ဤရင်ပေါ်ပြထားသောပုံမြင်မှာရှေးဂရီတို့၏ဒဏ္ဍာရီအခြေခံသမိုင်းမှပုံမြင်ဖြစ်သည်ရေသူမများမှာတခြင်းဆိုရင်ဖျားယောင်းတွေးကြရလေတင်မခီးတော်များပြမှာ ရေသူမှများချင်းဆိုနေရာတို့ရေကူးသွားကြရင်ဒေဆုံးသွားခဲ့ကြရသည်။ Odysseus နှင့်သူသမောတာများလွတ်မြောက်ခဲ့လေသည်။အထောက်အထားပြည့်စုံလုံလောက်ခြင်းမရှိပေ။တငယ်နှစားဆန်စီကမူတဦးတယောက်တွက်မှမူပြည့်စုံလုံလောက်သောသဘောရှောင်နိုင်သည်ဟုဆိုရခြင်းမှာရေသူမှများ၏ဒေဆုံနေသောအတန်များမှကာကွယ်ရန်လုံက Odysseus တို့သည် နားရတဲ့သူဖျောင်းထွက်ပြီးဆိုထားပြီးသူကိုယ်ကိုရွတ်တိုင်တွင်တန်ကျိုးများဖြင့် ုံအောင်ထားစေခဲ့သည်ဆင်စစ်ခီးသွားသူတိုင်းခရီးအစမှာပင် ထိုကဲ့သို့ပင် ပြုတ်မှုထားတဲ့ကြပေသည်အဝေးကလေးကပင်ရေသူမများ၏ညှို့ဆွဲရကိုခံလိုက်ရသူများမှအပဟုဆိုခြင်းသည်တို့တော်လဲထိုတို့မဖြစ်နိုင်ကြောင်းကပိုင်းတစ်ခုလုံးကသိနေပြီဖြစ်သည်ရေသူမတို့၏ဒေသမှာအရာရာကိုပေါထွန်းသွားနိုင်သည်ဖျောင်းဆူထား၍မရနိုင်သူတို့၏ဆွဲဆောင်မှုကရွက်တိုင်တွင်တန်ကြိုးကြီးများနှင့်တုံအောင်ထားသည်ကိုပင်ပြတ်တော့သွားစေနိုင်သည်အိုဒီစီယက်ကမူထိုတို့မတွေ့မီ ြောကြဆွေးကြတီကိုမူကြားမှုပေမည်တို့ရရင်သူကလက်တဆုပ်စာရှိသောဖယောင်းနှင့်တန်ကြိုးကြီးများပေါ်တွင်ယုံကြည်မှုရှိသည်ထို၍ထိုများသောအသည့်တွင်ဂျင်းနှင့်တာယာကအိုရီစီယက်သည်ရည်သူမများရှိရာသို့ရွက်လင်ခဲ့တော်သည်ထိုခါ၌ရည်သူမများတွင်သူတို့၏တေးသချင်းများထက်ဘုံမူကြောက်မဖွယ်ကောင်းသောလက်နက်ရှိထားကြလေသည်၎င်းမှာတိတ်ဆိတ်ငြိမ်သက်မှုဖြစ်သည်တယံတစ်စက်ကမျှထိုးသူမဖြစ်ခဲ့ဘူးသည်သူတို့၏တခြင်းတည်ဆိုတံမှ လွတ်မြောက်ခဲ့သူများရှိကောင်းရှိမည်ဖြစ်တော့လေသူတို့ဤတိတ်ဆိတ်ငြိမ်သက်နေမှုမှလွတ်မြောက်ခဲ့သူမရှိခဲ့သူတို့ဤညှို့ဆွဲအပ်ပေါ်ခုခံတုံ့ပြန်နိုင်သောဆွဲအားလေဤကဘာမျိုးပေါ်တွင်မရှိခဲ့သည်ဤသို့ဖြင့်အိုဒီစီယာရောက်လာသောအခါအဆူကောင်းလာသောယေသူမသခင်တေမြတ်ကတိတ်သချင်းမဆိုကြတော့မဆိုကြသည်မှာယခုရောက်ရှိလာသူအပေါ်အနိုင်ရရှိရန်အတွက်တိတ်ဆိတ်ငြိမ်သက်နေကြရန်သာဖြစ်သည်ဟုသူတို့အနေဖြင့်ယုံကြည်ထားသောကြောင့်လည်းဖြစ်မည်မဟုတ်ကဖျောင်းနှင့်တန်ကြိုးကြီးများပေါ်ယုံကြည်ချက်အပြစ်ဖြင့် အပြည့်အဝကျင်းနေတာနေတော့အိုရီရှိရဲ့မျက်နှာကိုမြင်လိုက်ကြသဖြင့်တခြင်းဆိုရရန်ကိုမိယော်သွားကြတော့ကြောင့်လည်းဖြစ်ပေမည်။အိုရီရှိရဲ့ကမှုတိတ်ဆိတ်နေတယ်ကိုမကြားမိဟုဆိုရပေမည်။သူစိတ်ထဲတွင်ရေသူမာများတခြင်းဆိုနေကြသည်ဟုရတာထင်းနေသည်။သူကမှုမကြားရအောင်ဖျောင်းဆိုထားသဖြင့်မကြားရသေးတာဖြစ်။ရေသူမာတို့ဤလှူရှားနေကြပုံများသူတို့ဤလေပင်သူတို့ဤအသက်ရှူတံပြင်းပြင်းရှိဝင်နေသောမျိုးလုံးများမပွင့်တပွင့်ဟာနေသောပါဇက်များမှာ သူတို့ဤဒေဆိုတံများနဲ့အိုရီစီယပ်အဘသို့ရောက်လာသည်ဟုသူမထင်မကြမီအတွင်းမှာပင်အဝေးသို့ငေးနေမိသောသူစီမထိုထိုသောလှူရှားမှုများအလုံးပျောက်ကွယ်သွားကြလျော်သည်အိုရီစီယပ်ဤသိစိတ်ထဲစီမရေသူမာများပျောက်ကွယ်သွားကြတော့သည် သူသည်ရေသူမာများနဲ့အနီးဆုံးသို့ရောက်ရှိနေတော့လေသူနားရင်ရှိနေကြသည်ဟုသူကမထင်မှတ်မိတော့ရေသူမာများကမူရှေးကထပ်ပင်လှပနေကြသည်လေတံကိုဆန့်လိုက်လှဲ့လိုက်ပတ်လိုက် ။ဇပိမြက်ကလည်းလေထဲတွင်တလွင်လွင်။ကြောက်ကြောက်များပေါ်တွင်သူတို့၏လက်သေးများဖြင့်ကုတ်လိုက်ချစ်လိုက်။တို့ရရင်သူတို့သည်သွေးဆောင်ညှို့ဆွဲမှုမပြုလိုကြတော့။သူတို့နေဖြင့် Odysseus ကိုသာတက်နိုင်သည်ကြည့်နေခြင်းကြသည်။ Odysseus ၏မျက်လုံးများထဲမှ ရောင်ပြန်ဟက်ကထွက်ပေါ်နေသောလှပမှုများကိုသာသူတို့ကြည့်ရှင်နေကြသည်။အကယ်၍ရေသူမာများတွင်သိစိတ်ရှိနေခဲ့သည်ဆိုရင်ထိုအခါထိုကာလအတွင်းလုံးဝရှုံးနေခဲ့ကြသူများမှာသူတို့သာ ဖြစ်ပြီးရောက်တိကျပြီးတော့မြည် တို့ဆက်လက်ရှိနေခြင်းမှာ Orisius ကလှုပ်ပေးလိုက်ရတာဖြစ်ပေသည်အီဇလန်နေပတ်သက်ပြီးကျွန်တို့အနေဖြင့်ဆက်လက်ဆင်ခြင်ကြည့်ရနောက်ဆက်တွဲတစ်ခုရှိပါသည် Orisius မှာအလွန်အငြင်းမျောမြင်ရှိပါသည်မြေခွေးတစ်ကောင်ကဲ့သို့ကောက်ချစ်သည်ကောင်းငင်ပေါ်မှကဲခြင်းမှာတစ်ခုဤနတ်မိမဲကပင်နီ Orisius ရဲ့နှလုံးသားကိုကြည့်၍မမြင်ရနိုင်လူသားတို့ညံမမီနိုင်သောကိစ္စလည်းဖြစ်နိုင်သေးသည်ဖြစ်နိုင်သည်မှာ Orisius ရဲ့ရေသူမှားများတိတ်ဆိတ်ငြိမ်သက်နေသည်ကိုမသိသည်မဟုတ်သိသည် တည့်ရနဲ့ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ကောင်းကင်ဘုံကနတ်ဖျားများကသာသူတို့ကိုသူတို့ကာကွယ်ရန်အထက်ကပုံမြင်ကိုအကြံဖန်လောက်ကဖန်တီးထားခြင်းဖြစ်ပေမည်။နောက်တစ်ပုဒ်ကိုဆက်လက်ဖတ်ပြပြပါမယ်။ Prometheus Prometheus January 1918ကဗကာပေးခဲ့တော်မူမဟုတ် Prometheus မှာ ဂရိတနာရီလာနဖျားတပါဖြစ်သည်တေချင်းကိုအစိုးရသည်ဖြစ်သည်ပရမီသီးယပ်စ်ကလူသားတို့အားဘဝအဖြစ်ပြဲကြောင်းကိုတင်ကြားပြတာပေးခဲ့ပြီးလူသားတို့အတွက်နဖျားများထံမှမိကိုခိုးယူပေးခဲ့သည်ဆုနမင်းကြီးကအပြစ်ဒဏ်ပေးသည့်အနေဖြင့်ကော်ကိဆက်တောင်ပေါ်မှကြောက်တုံးတုံးတွင်တုံ့နှောင်ထားကနေစဉ်ဆွေရဲတကောင်လှုပ်ပြီးသူ၏အသေးကိုစားစီခဲ့သည်တို့ရရင်ညဘက်ရောက်တော့သူ့ရင်အသေးတစ်ခုပေါ်ပေါက်လာသည်သူဖြစ်၍ Prometheus ကိုစုကညှင်းဆဲ၍မပြေးနိုင်တော့ မူရင်းတနာကြီးတွင်မူကွဲနှစ်ခုရှိခဲ့သည်။ရှယ်လီကပြတပုတ်ဖြစ်သော Prometheus and Bow မှာမူကွဲတစ်ခုကိုအခြေခံ၍ရေးသားခဲ့ခြင်းဖြစ်သည်။ခေါကိဆက်တောင်ကျောမှာပင်လယ်နက် The Black Sea နှင့် Caspian ပင်လယ် The Caspian Sea အကြားတွင်ရှိသည်ဟုအကြံပြန်တတ်မှတ်နိုင်ပါသည်။ Prometheus နှင့်ဆက်လင်း၍ပျော်စမတ်ပြူကြပုံမှာ၄မျိုးရှိပါသည်။ပထမတစ်မျိုးမှာနတ်ဘုရားတို့အားတစ္ဆာဖောက်တည်နေနှင့် လူဝဲချင်းများလူတို့ကိုဖော်ထုတ်ပြမိသောကြောင့်နတ်ဘုရားတို့ကသူ့ကိုကော်ကိဆက်တောင်ကျောမှကြောက်တုံးကြီးတုံးတွင်တုံအောင်ထားလိုက်ကြပြီးဆွေရဲများကိုရှေလွတ်ကသူ့၏အသေးကိုစားစေသည်သူ့အသေးမှာဖန်တလဲလဲပြန်လဲမွေးဖွားနေသည်သာဖြစ်တော်ဟု၏ဒုတိယတစ်မျိုးအရသော Prometheus အနေဖြင့်ထိုးစိတ်ကြတော့မည်နှုတ်သီးများယံမှလွတ်မြောက်ရန်ဝေဒနာကိုခံစားရင်းသူ့ကိုယ်ကိုကြောက်ဆိုင်ကြီးအတွင်တဖြည်းဖြည်းမြုပ်နှံနေရင်းဖြင့်အစုံ၌သူနှင့်ကြောက်သားတို့မှတသားရဖြစ်သွားတော်ဟု၏ တတိယတစ်မျိုးရတော့နှစ်ကာလထောင်ပေါင်းများစွာလွန်လက်တော့သူဤတစ္ဆာမဲမှုကိုမိရောသွားခဲ့ကြတော့သည်နဖရများသည်၎င်းစွန်ရဲတို့သည်၎င်းသူကိုယ်တိုင်ကပင်၎င်းမိရောနေခဲ့ကြတော့သောဟူ၏စရုပ်ထတစ်မျိုးရတော့အားလုံးနေဖြင့်စိတ်ငယ်များအသေးပဲမရှိသည့်ကိစ္စပေါ်စိတ်ကုန်ခန်းလာကြတော့သည်နဖရတို့နှင့်စွန်ရဲတို့မှဖြည်းဖြည်းချင်းစိတ်ကုန်ခန်းလာကြသည်အနာမှာလည်းဖြည်းဖြည်းချင်းကျက်လာတော့ဟူ၏တို့ဖြစ်ကမိဒီမိတို့စသည်ဖြင့်ရှင်းရင်မပြနိုင်တော့ကြောက်တောင်ကြီးသား ကြံရစ်ခဲ့တော်သည်ရှင်းရင်မပြနိုင်တော်သောကိစ္စများကိုပြောစမှတ်ဆိုစမှတ်ရှိသည်များဖြင့်ရှင်းပြနိုင်ရန်အားထုတ်ကြသည်တကယ့်ဖြစ်ရဖြစ်ချေများပေါ်တွင်ခြေခံကပြောစမှတ်ဆိုစမှတ်ပြုကြသည်ဖြစ်၍အစုံနိုင်ရှင်းလင်းမပြနိုင်သောအကြောင်းတည်းအဖြစ်သာပြန်၍နှီးကုံချွေရပေးဦးတော်မူနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအခုလိုဆောက်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သွားဖို့ဖိတ်ခေါ်ချင်ပါတယ်